ညောင်မြို့နယ်ပကံကြောက်ပရောင်ရထားလမ်းပိုင်းအတွင်းစုတီတောင်စင်းဘူတာအကြာရထားလမ်းပိုင်းမိုင်းခွဲခံရပြီးတရားအမှတ်159အနေရထားတန်လန်းပြစည်းခဲ့တယ်လို့သိရပါတယ်ပကံကြောက်ပရောင်လမ်းပိုင်းအတွင်းစုတီဘူတာနဲ့တောင်စင်းဘူတာအကြာတန်လန်းပြေးရင် RGC 103နဲ့ရထားလမ်းပိုင်းကိုထဇမနေ့ရက်မနေ့7:50မိနစ်ခန့်ကတွားရောက်ဆင်းစင်းမိုင်းတိုင်း 381မြင်းဆောင်15 381မြင်းဆောင်16အကြားပေ20အရှိရှိတဲ့တံပေါင်းတရားအမှတ်159အနီးမှာတောင်ကျန်းသူအဖွဲ့ကမိုင်းထောင်ဖောက်ခွဲဖြစ်စည်းခဲ့တာကြောင့်ရထားတန်လန်းအရှိတ်ချံတန်လန်းဖနက်တပေခန့်ပေထွက်ပျက်စီးတာနဲ့ဇလီဖားတုံတုံတုံကျိုးပဲ့နေကြောင်းတွေ့ရတဲ့အတွက်စုတီတောင်စင်ရထားလမ်းပိုင်းကိုမနက်09:16မိနစ်ခန့်မှာယာယီပိတ်ခဲ့တယ်လို့သိရပါတယ်။ အဆိုပါမိုင်းပေါက်ကွယ်မှုဖြစ်စဉ်ဖြစ်ပွားရာရထားလဲနေရာကိုနေမြေတောင်ဝင်ရှိသူတွေအပါအဝင်မြမမီးရထားဝန်ထမ်းတွေမနက်7:55မိနစ်ခန့်မှာနေမြေရှင်းလင်းစစ်ဆေးဆောင်ရွက်ခဲ့ပြီးမြမမီးရထားဝန်ထမ်းတွေအနေနဲ့လမ်းပိုင်းကိုအမြဲဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက်တန်လန်းကိုဖြတ်တောက်လဲလှယ်ပြီးအစားထိုးတက်စင်တာလမ်းပြုပြင်တာတွေကိုအမြဲဆုံးပြုပြင်ဆောင်ရွက်ခဲ့ပြီး မော်လဲ2:50မိနစ်ခန့်မှာလမ်းပိုင်းကိုပြန်လည်ဖွင့်လှစ်ခဲ့တယ်လို့သိရပါဗျ။မိုင်းပေါ်ကွေးမှုကြောင့်ယထာကြမ်းကြမှုမရှိကြောင်းနဲ့လမ်းပိုင်းအတွင်အပတ်စဉ်ပြေးဆွဲလျက်ရှိတဲ့ရန်ကုန်ပကံအမှတ်61အစံလူစည်းယထာနဲ့အမှတ်62အစုံပကံရန်ကုန်လူစည်းယထာတွေပုံမှန်အတိုင်းပြေးဆွဲလျက်ရှိတယ်လို့သိရပါဗျ။ 2021ခုနှစ်ဖေဖော်ဝါရီလကစပြီးအခုအချိန်ထိမြမမီရထားလန်းကွန်ရက်တစ်ခုလုံးမှာတောင်းကျန်းသူအဖွဲ့တွေကရထားလက်နဲ့ရထားပူရာနေမြေအတွင်းမိုင်းထောင်ဖောက်ခွဲဖြစ်စီခြင်း83ကြိမ်ရထားတရာတန်လန်းတွေကိုမိုင်းထောင်ဖောက်ခွဲဖြစ်စီခြင်း189ကြိမ်ပူရာအဆောက်အုံနဲ့ဝန်ထမ်းနေအိမ်တွေကိုမြေရှို့ဖြစ်စီမှု76ကြိမ်ရှိခဲ့ကြောင်းသတင်းထုတ်ပြန်မှုအရသိရပါတယ်။